ဒီကရက်တဲ့ပတ်တွင်မှာ People's Spin ကဖော်ပြခဲ့တဲ့သတင်းတွေထက်ကထူးခြားတဲ့သတင်းဖျက်တချို့ကိုစူးစီးတင်ဆက်ပေးလိုက်ပါရရှင်။ KKPop ကကြားဖြတ်လုပ်ငန်းတွေ Round 3ကထွက်ပြေးတဲ့သတင်း။ ASEAN ထိပ်သီးညီလာခံစကောင်းဆောင်မင်းအောင်လိုင်းတက်ရောက်ခွင့်မရတဲ့အကြောင်း။တန်တွင်းနဲ့ Goblin လယ်မှာညအချိန်ငါဖန်းစည်းမှုတွေကို AA တောင်းမြက်ပိတ်ပင်တဲ့သတင်း။အလौဒမားရေးရဆောင်ရွက်သူခေါင်းဆောင်တချို့ပြန်လွတ်လာတဲ့အကြောင်း။ငင်းချက်ခရိုင်မှာစစ်ကောင်စီတပ်အစ်အူးလန်အောင်တိုက်ခိုက်ခံရတဲ့သတင်းနဲ့ နာဂဒေသကိုအိန္ဒိယစစ်တပ် drone နဲ့ပုံကျတဲ့တဲ့ဒီသတင်းတွေကိုနားဆင်ရမှာဖြစ်ပါရရှင်။ကရင်နယ်ခြားစောက်တပ် BGF ထင်းချုပ်ထားတဲ့မြောက်ရီတောင်ဘက်မက်ထော်တလေးကြီးရွာကကြမ်းဖြတ်လုပ်ငန်းနမဲထွက်ရနေရာတွေကိုစစ်တပ်ကအထက်မှန်စီးနင်းမယ်ဆိုတဲ့သတင်းထွက်ပေါ်လာပြီးတဲ့နောက်အော်တိုဘာ22ရက်ကစပြီးတရုတ်နိုင်ငံသားတွေအပေါင်းဝင်မြန်မာအလို့သမားတွေအလုံးအရင်ဝရုံးသုံးကထွက်ပြေးနေကြပါတယ်။စစ်တပ်ကခေခေပပ်ကအဆောက်အုံတချို့ကိုအော်တိုဘာ19ရက်မှာဟန်ပြအဖမ်းပြပြီး စတားလင်အဆက်အချို့ကိုဖမ်းဆီးဖျက်ဆီးတယ်လို့သတင်းထုတ်ပြန်ပါတယ်။ KK ပပ်တဲကိုထပ်မံဖမ်းဆီးပြအောင်မှဖြစ်လို့နှစ်ရက်အချိန်ပေးတဲ့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်ကြားဖြတ်အလုံးယုံတွေကတရုတ်နိုင်ငံသားတွေရောမြန်မာတွေရောထွက်ပြေးနေကြတာဖြစ်တယ်လို့ဒေသခံတချို့ကပြောပါတယ်။မက်ထော်သလီရွာအနီးမှာရှိတဲ့ KK ပပ်တဲကတရုတ်နိုင်ငံသားတွေနဲ့အလုပ်သမားတွေဟာမြဝတီမြို့ဘက်ကိုရှေ့ပြောင်းလာတာကြောင့်မြဝတီမြို့ဘက်ကတဲခိုကန်ဟိုတယ်တွေအပြင်အင်ခန်းအငားတွေပါလူပြည့်သွားတယ်လို့မြဝတီမြို့ခံသတင်းမြတ်တူကပြောပါတယ်။ တရုတ်နိုင်ငံသားတွေဟာတောင်ရဲမြုပ်ကိုဖျက်ပြီးထိုင်းဘက်ကျောင်းကိုတိမ်းရှောင်ရမှာထိုင်းစစ်တပ်ကဖမ်းဆီးထိန်းသိမ်းထားပြီးယာယီနေစရာပေးထားတဲ့လူဦးရေကအောက်တိုဘာ23ရက်အထိ900ကျော်ရှိနေပါတယ်။ထပ်ပြီးလဲတိုးလာနိုင်တယ်လို့ထိုင်းအာဏာပိုင်တွေကအခမန်းထားကြပါတယ်ရှင်။မကြာခင်ကျင်းပမဲ့အာဆီယံထိပ်သီးညီလာခံမှာအာဏာသိမ်းစကောင်းဆောင်မင်းအွန်လိုင်းတက်ရောက်မှာမဟုတ်ဘူးလို့အလဲကျောက်ဥက္ကဋ္ဌနိုင်ငံမလေးရှားဝန်ကြီးချုပ်ကအတည်ပြုလိုက်ပါတယ်။အောက်တိုဘာ26ရက်ကနေ28ရက်အထိ3ရက်ကြာကျင်းပမဲ့ 48ကြိမ်မြောက်အာဆီယံထိပ်သီးညီလာခံမှာစကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တက်ရောက်မယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကအစကောင်စီထောက်ခံတဲ့သတင်းမီဒီယာတချို့ကဖော်ပြခဲ့ကြပြီးညီလာခံမစတင်မီရက်ပိုင်းအလိုမှာပဲမလေးရှားဝန်ကြီးချုပ်ကစကောင်းဆောင်မတက်ရောက်ဘူးလို့အတည်ပြုခဲ့တာဖြစ်ပါတယ်စကောင်းဆောင်ကိုရိုင်း2021ဧပြီမှာသဘောတူခဲ့တဲ့ဒူညီစန္ဒ9ရက်ကိုလိုက်နာမှုပြတ်ကွက်တယ်ဆိုပြီးအာဆီယံဟာအဲ့ဒီနှစ်နောက်ပိုင်းကလေးကမြန်မာနိုင်ငံကိုစားပြုအဖြစ် နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်ကိုသာတက်ရောက်ခွင့်ပြုမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။အဒီနောက်ပိုင်းမှာလည်းအာနာသိန်းစကောင်းဆောင်ဟာအာဆီယံရဲ့တူညီဆန္ဒ၅ရပ်ကိုအကောင့်အထည်ဖော်မှုမရှိတာကြောင့်အာဆီယံထိပ်သီးညီလာခံအပေါင်းဝင်ဆက်ဆက်အစည်းအဝေးတွေကိုတက်ရောက်ခွင့်မရခဲ့ပါဘူး။အာနာသိန်းစကောင်းဆောင်မင်းအောင်လှိုင်အပြင်စကောင်းစီနိုင်ငံသားကြီးဝင်ကြီးလည်းအာဆီယံနိုင်ငံသားကြီးဝန်ကြီးအဆက်နဲ့ဆက်ဆက်အစည်းအဝေးတွေမှာတက်ရောက်ခွင့်မရခဲ့ပါဘူး။စကောင်းဆောင်တဲ့နိုင်ငံသားကြီးဝန်ကြီးတို့ဟာအာဆီယံထိပ်သီးညီလာခံနဲ့ဆက်ဆက်အစည်းအဝေးတွေကိုတက်ရောက်ခွင့်မရတာဟော အခုဆိုရင်အကျဉ်းအရေအတွက်အားဖြင့်အ ਨੇ ဆုံး၉ကျင်ရှိပြီလို့သိရပါတယ်ရှင်။ရခိုင်အမျိုးသားအဖွဲ့ချုပ်အရခတက်တော် ULAA ကပြည်သူတွေရဲ့လုံခြုံရေးအတွက်အတန်တွဲနဲ့ဂွားမျိုးအနီးပင်လယ်ပြင်မှာညအချိန်ငါးဖန်းစီမှုတွေကိုည6နိုင်ကနေမနက်6နိုင်အထိမဖန်းစီဖို့အော်တိုဘာ19ရက်ကစပြီးတောင်းမြစ်ပိတ်ပင်လိုက်ပါတယ်။ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့ကြောက်ဖြူစစ်တွေမျိုးတွေကိုစကောင်စီတပ်ကအစင်အားဖြစ်တဲ့မှုကိုရေချောင်းကနေပို့လောက်လာတယ်လို့ အေးအေးသိမ့်ပိုက်ထင်ကျုပ်ထားတဲ့မျိုးတချို့ကိုပြန်လည်တက်ခိုက်ပြီးသိမ့်ပိုက်ဖို့ရေချောင်းကနေပြင်ဆင်တာတွေအခုရပ်ပိုင်းအတွင်းမှာပုံမလို့ဆောင်လာတယ်လို့အေးအေးကအသိပေးထားတာပါစစ်တပ်ရဲ့ရေချောင်းလေချောင်းတွေကနေတက်ခိုက်မှုတွေနဲ့ပတ်သက်လို့အရင်ကလည်းသတိပေးထားမှုပါတယ်ဒါပေမဲ့စစ်တပ်ကရေရင်တွေဟာပင်လယ်ပြင်မှာပြည်သူတွေကိုတွေ့ရင်ဖမ်းဆီးတပ်ဖြတ်တာတွေလုပ်လို့ရှိပါတယ်အရင်ကအချင်းအကတ်သက်မရှိငါးဖမ်းခွင့်ပြုထားတဲ့ငါးဖမ်းရေရင်တွေကိုအကအကွယ်ယူပြီးစစ်ရေးဖြစ်တင်းမှုနဲ့လှုပ်ရှားလာနိုင်တာတွေကြောင့် တန်တွဲနဲ့ဂွားမြို့နယ်အနီးပင်လယ်ပြင်မှာငါးဖမ်းတာတွေကိုအော်တိုဘောလ16ရက်ကစပြီးတောင်းမြလိုက်ပါတယ်။ ULAA ကအခုထုတ်ပြန်လိုက်တဲ့အမိတ်ကိုပြန်လဲရုပ်သိမ်းချောင်းမကြည့်နိုင်မချင်းအဲ့ဒီ area တွေမှာညအချိန်လုံးဝငါးမဖမ်းဖို့တတိပေးထားတာဖြစ်ပါရဲ့ရှင်။သွေးစည်းညညသောတမကများအဖွဲ့ချုပ်မြန်မာ STUM ဦးဆောင်သူဒေါ်မျိုးအေးအပေါဝင်အလို့သမားအရေးလှရှားသူတွေကိုအင်းစိန်ထောင်းကနေဒုသမရအမိတ်နဲ့လက်ရှိဆွဲဆိုထားတဲ့အမိတ်တွေကိုရုပ်သိမ်းပြီး လွှတ်ပေးလိုက်တယ်လို့ SDUM အဖွဲ့ကအသိပေးပါတယ်။အော်တိုဘာ20ရက်ညနေပိုင်းမှာလွှတ်ပေးလိုက်တာဖြစ်ပြီး SDUM ရဲ့ဦးဆောင်သူဒေါ်မျိုးအေးနဲ့တူအလုံသမားရေလှူရှားသူတွေဖြစ်တဲ့မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုံသမားသမတ်ကများအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးချုပ်ဦးသက်နင်းအောင်နဲ့မတ်တထားဆွေတို့လည်းပါဝင်တယ်လို့သိရတာပါ။စကောင်စီဖန်ဆီးထားတဲ့ SDUM အဖွဲ့ဝင်၉ယောက်ကတော့ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။ SDUM ဦးဆောင်သူဒေါ်မမျိုးအေကိုစစ်ကောင်စီက2025ဇူလိုင်25မှာဖမ်းဆီးခဲ့တာဖြစ်ပြီး SDUM ဝန်ထမ်း9ယောက်ကိုလည်းနောက်ရက်မှာစတိုက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်ရှင်။အာနာသိန်းစစ်ကောင်စီတပ်ကအင်အားနေရာပါတဲ့စစ်ကြောင်းနဲ့အမြင့်ချင်ခရိုင်အတွင်ထုတ်ဆစ်ဆန်လာလို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်တိုက်ဆုံထိခိုက်မှုများခဲ့တယ်လို့လက်နက်မျိုးစုံ50နီးပါးတင်းစီရရှိတယ်လို့နထိုးကြီးပြည်သူ့ကာကွယ်တပ်မတော်ငင်းချက်ခရိုင်အမှတ်၄အမှတ်၃၀တရင်ကသတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ25ရက်ကနေအောက်တိုဘာ12ရက်အတွင်းတိုက်ပွဲအခြေအနေကိုအသိပေးကြတာဖြစ်ပါတယ်အဒီကာလအတွင်းမှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲ၄ချိန်ဖြစ်ပွားခဲ့ပြီးနေအလိုက်တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုထုတ်ပြန်ထားပါတယ်။စက်တင်ဘာ25ရက်မှာနထိုးကြီးမြို့နယ်ရန်ကင်းဖျားကနေမြိုင်းသာကျေးရွာဘက်ဦးတီစစ်ကြောင်းထုတ်လာတဲ့အင်အား200ပါတဲ့စစ်ကြောင်းကိုတော်လည်ပူပေါင်းတပ်ကတိုက်ခိုက်ခဲ့လို့ဗိုလ်ကြီးအပေါဝင်9ယောက်သေဆုံးပြီးလက်နက်တလက်အသိရှိရရှိတယ်လို့ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ကိုမြင်းချန်ခရိုင်အမှတ်လေးတရင်အမှတ်30တရင်မြေသားပကပနဲ့တခြားမဟာမိတ်တပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့သိရပါတယ်ရှင်။နာဂေါကိုပိုင်အုတ်ချုပ်ခွင့်ရဒေသဖြစ်တဲ့စကိုင်းတိုင်းလဟဲမြို့နယ်ကံမော်လော်ရီကြေးရွာကိုအိန္ဒိယစစ်တပ်က drone နဲ့ပုံကျဲလို့ရှင်းနှစ်အရွယ်ကလင်းငယ်တယောက်အပေါဝင်အရက်သား၂ယောက်သေဆုံးပြီး၄ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ကံမော်လော်ရီကြေးရွာကိုအောက်တိုဘာ20ရက်ည9နာရီဝန်းကျင်မှာ ဒရုန်းနဲ့ဘုံလေးလုံးကျဲချတက်ခိုက်ခဲ့တာလို့လဟယ်မျိုးဒေသခံတူးကပြောပါတယ်။အိန္ဒိယအစိုးရကိုတော်လှန်နေတဲ့နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN တာဝန်ရှိသူတွေလာရောက်ဖူးတဲ့နေရာကိုဘုံကျဲသွားတာဖြစ်ပြီးအရက်သားတွေထိခိုက်သေးဆုံးခဲ့တာလို့သူကရှင်းပြပါတယ်။ကမ်ဘောလော်ရီကျေးရွာကိုဒရုန်းနဲ့ဘုံကျဲတာဟာသူရဲဘော်ကြောင့်နဲ့အိန္ဒိယစစ်တပ်ရဲ့လက်ရဖြစ်ပြီးအပြင်းအထန်ရှုတ်ချတယ်လို့ NSCN ကအော်တိုဘာ22ရက်မှာထုတ်ပြန်ပါတယ်။ အထိတက်ခတ်မှုမှာ NLCNK အဖွဲ့ရဲ့ဗိုလ်မှူးချုပ်အဆင့်ရှိသူပီယောင်ကွန်းရက်ရဲ့နေအိမ်ကိုဘုံထိမှန်ခဲ့ပြီးသေဆုံးသူ၂ယောက်ကတော့ဗိုလ်မှူးချုပ်ပီယောင်ကွန်းရက်ရဲ့သားနဲ့မြေဖြစ်သူတို့ဖြစ်တယ်လို့ဒေသတွင်းသတင်းတွေကဖော်ပြထားပါတယ်ရှင်။ People's Wing ကအပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့တပတ်တွင်းထူးခြားသတင်းစီစဉ်ကိုတင်ဆက်ပေးသွားကြတာဖြစ်ပါတယ်ရှင်။